အားလုံးပဲမင်္ဂလာပါရှင်တဲရော်ဟီလီယံရီဒင်းမိုင်းခစ်ထရာနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်เนาะဒီနေ့မှကြည့်ပေးတင်နေပေါ့เนาะ reading လေးကတော့တစ်ဖက်သူရဲ့ current energy ပေါ့เนาะ current energy သူလက်ရှိမှာဘာတွေလုပ်နေလဲသူရဲ့ energy ကဘလိုလေးတွေရှိလဲပေါ့เนาะကိုယ်ဘာတွေပြောချင်နေလဲဆိုရယ် message လေးပေါ့เนาะအထူးလေးကြည့်ပေးမှာဖြစ်ပါတယ်ပြီးတော့ဒီမှာဆိုရင် collective အနေနဲ့ပဲเนาะကြည့်ပေးလိုက်မယ်တစ်ဖက်သူရဲ့ current energy ကိုပြတ်ပြပေးပါတစ်ဖက်သူကဘာတွေလုပ်နေလဲเนาะ Okay, Queen of Cups. Seven of Cups. Hmm, cup တွေပဲเนาะခြေရည်ကိုမြည်လိုက်လို့လာတော့မသိဘူး။ Oh, Five of Cups တဲ့. Okay. Five of Cups ကတော့เนาะဒီမှာ bottom of the desk က Five of Cups ရဲ့ energy လေးလာရယ်ပေါ့เนาะ။ အဲတချို့တချို့သောသူလေးတွေပေါ့နော်တချို့သောအာ relationship လေးတွေမှာဆိုရင်เนาะတချို့သောဇုံတွဲတွေမှာဆိုရင်သူမဟုတ်တချို့သော relationship တွေမှာဘာဖြစ်နေလဲဆိုတော့တယ်เนาะအခြေအေးကလူရာမရရတာမလူလေးတွေနည်းနည်းဖြစ်နေကြတာပေါ့နော်ကိုကိုထင်တယ်လို့မဖြစ်တာမျိုးကိုလိုချင်တယ်လို့မျိုးပေါ့နော်အဲဖြစ်မနေတာမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်နေတာမျိုးတွေ့ရတယ်ကိုလိုချင်တဲ့ပုံစံတိုင်းဟုတ်မနေဘူးပေါ့နော်ဒီ relationship မှာအဲ့တော့ အဲဒီမှာဆိုလို့ရှိရင်ပေါ့နော်ဒီရဲ့ကပ်ပေါ်က energy ကြီးလေးပြောမယ်နော်အဲ့တော့ဒီ energy မှာဆိုလို့ရှိရင် main ကလေးကစောင့်ဆိုင်နေရတာမျိုးရှိတယ်နော်အမျိုးသားကောင်းလေးဘက်ကနေပြီးတော့မှာနော်အာတချို့သောကိစ္စလေးတွေပေါ့နော်သူ့ဘက်က action ယူလာမဲ့ကိစ္စလေးတွေကိုဒီ အမျိုးသမီး energy ရှိတဲ့လူလေးတွေကစောင့်ဆိုင်နေရတာမျိုးလေးတွေရှိတယ်เนาะအဲ့လိုစောင့်ဆိုင်နေရတဲ့အခါမျိုးမှာလည်းပဲတဲ့เนาะအဲတစ်ဖက်ကကြတော့လည်းပဲเนาะပြန်ပြီးတော့ကိုယ့်ကိုစောင့်ကြည့်နေရမျိုးပေါ့เนาะစောင့်ကြည့်နေရမျိုးရှိတယ်အဲ့တော့တစ်ဖက်ကလည်းစောင့်နေတယ်တစ်ဖက်ကလည်းစောင့်ကြည့်နေတယ်ဆိုတော့ကဲအဲ့တော့ဒီ relationship ကအဲ့လိုမျိုးဖြစ်နေတာ နော်ဟိုအဲ့လိုမျိုးချက်နေရဆိုဘယ်လိုပြောဟာတစ်ဖက်ကလည်းပဲသူ့ရဲ့ action ယူလာမှာကိုနော် feminine energy ဖြစ်တဲ့အတွဲကြောင့်မို့လို့ဘာမှမလုပ်နိုင်တဲ့အနေအထားမျိုးရှိရပါတော့။ဘာပဲပြောပြောမ energy ရှိတဲ့သူတွေကစောင့်ဆိုင်းခြင်းဆိုတာအမြဲတမ်းအာဟိုဟာဖြစ်နေရတာမျိုးပေါ့နော်ရှိနေရမျိုးဖြစ်တယ်။အဲ့တော့တစ်ဖက်ကလည်းပဲနော်အဓိကက masculine energy ကမလှုပ်လာတာမျိုးသို့မဟုတ် action ယူဖို့နောက်နေနေတာမျိုးပေါ့နော်ဒါမျိုးလေးတွေဖြစ်နေရမျိုးအဲ့အတွက်ကြောင့်မို့လို့ပေါ့နော်လူတာမြရရတာမျိုးဘာပါလဲအားမလို့အားမရဖြစ်နေတာမျိုးလေးတွေရှိနေတယ်တဲ့နော်အဲ့တော့တပတ်ကသူကတပတ်သူရဲ့ပေါ့နော်လက်ရှိ energy ကို ပြောပါဆိုရင်တော့ action ယူဖို့အတွက်တုံ့နှေးနေတာမျိုးရှိတယ် နော် action ယူဖို့အတွက်တုံ့နေနေတာရှိတယ်နောက်ခါကျတော့ queen sock cap ရဲ့ energy အရာဆိုလို့ရှင်ရင်เนาะအဲ queen sock cap ရဲ့ energy အရာဆိုရင် သူကပေါ့နော်ကိုကိုတယ်เนาะအာသူ့ရဲ့အတွေးထဲမှာပေါ့နော်ဘယ်လိုမျိုးမြင်လဲဆိုတော့ဒါသူကကိုဒီအရန်ပေါ့နော်ဟိုသူ့ပုံမှာကောင်းနေသူเนาะတကယ်ကို nurturing energy ရှိရဲ့သူ့ပုံမှာကအမိခင်တယောက်လို့เนาะတကယ်ကို ကောင်းပေးနိုင်တဲ့သူသူ့ဘဝမှာကိုကနော်အယံကြီးခွင့်လွတ်ပေးနိုင်တယ်လူတီးခံပေးနိုင်တယ်လူနားလည်ပေးနိုင်တယ်လူပေါ့နော်မိဘပြီးရင်သူ့ရဲ့အမေပြီးရင်ကိုပဲပေါ့နော်အဲ့လိုပုံစံမျိုးထိသူ့မှာခံစားနေရဟိုပေါ့နော်သူတွေးနေတာမျိုးခံစားနေရတာမျိုးအာဒီလိုမျိုးပေါ့နော်သူ့ရဲ့နှလုံးသားထဲမှာ feeling ထဲမှာရှိနေတာမျိုးလေးတွေရှိရဲတဲ့နော်ဆိုတော့အဲ့တော့သူ့ရဲ့စိတ်ထဲမှာကိုကိုနော်သတိရနေတာမျိုးချစ်နေတာမျိုးနော်ရှိတယ်အဲ့တော့ဒီ relationship မှာဆိုရင်တချို့တော့ပေါ့နော်ဟိုဗာလဲ အဲဒီဟိုဒူလေးတွေပေါ့နော်တချို့သောဒူလေးတွေကဥမာ crash ကိုကြည့်ရတဲ့ဒူလေးဆိုလို့ရှိရင်တော့လေ crash ကကိုကိုသူ့စိတ်ထဲမှာတော့သဘောကျန်ကြနေရမျိုးရရှိတယ်။ဒါပေမဲ့နော်သူက action ယူလာမလားဆိုရင်တော့လောလောဆယ်မှာကြာနေဦးမယ်။နော်လောလောဆယ်မှာ action မယူလာနိုင်သေးဘူးပေါ့နော်မယူလာသေးဘူးပေါ့အဲ့လိုမျိုးပေါ့တုတ်နှီးနေရတုတ်နှီးနေရအကယ်လို့ तू ပြောလိုက်လို့ရှိရင်ကိုကငင်းလိုက်မလားပေါ့စသဖြင့်အဲ့လိုမျိုးလေးပေါ့နော်။ဒါမျိုးလေးတွေကြုံနေရမျိုးရှိတယ်။ ဲ့တော့အဲအကယ်လို့ really in in a relationship မှာဆိုရင်တော့တယ်နော် in a relationship မှာတချို့ကကြတော့နော်ဘာလို့ဘာဖြစ်တာလဲဆိုတော့ဒီမှာစကားများရန်ဖြစ်ထားတဲ့အနေအထားမျိုးလေးတွေဖြစ်တတ်တယ်တချို့တွေကကြတော့เนาะအာတချို့တွေကကြတော့ဘာလဲဆိုတော့နားလည်မှုလွဲတာပေါ့เนาะနားလည်မှုလွဲတဲ့ energy မျိုးပေါ့เนาะအဲ့တော့လူတာများရတာမျိုးဖြစ်တယ်ဆိုတော့ပေါ့เนาะကိုကဖြစ်ချင်တဲ့ပုံစံတစ်မျိုးကိုပြောလိုက်တာတစ်မျိို तू तू သူအကောက်လွဲတာတမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလေးနဲ့နားလည်မှုလွဲနေတာမျိုးရှိတယ်။အဲ့တော့နားလည်မှုလွဲပြီးတော့မှတယောက်နဲ့တယောက်တော့နော်အာစာမလာသတင်းမကြနိုင်ဖြစ်နေပေမဲ့လည်းပဲတစ်ဖက်မှာလည်းပဲနှစ်ယောက်စလုံးရဲ့စိတ်ထဲမှာအာအယမ်းကိုပေါ့နော်တယောက်နဲ့တယောက်သတိရနေတာမျိုးနော်လွမ်းစွန့်နေတာမျိုးတွေရှိတယ်။အဲ့လိုမျိုးဝေးကွာနေတဲ့အချိန်မှာပို့ပြီးတော့မှစိတ်နှလုံးသားထဲမှာနော်ဟိုသူ့ရဲ့မေတ္တာစေတနာကိုပို့ပြီးတော့မှနှွေးထွေးစွာ ခံစားနေရတာမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေသူ့ရဲ့စိတ်ထဲမှာခံစားနေရတာတွေ့ရတယ်နော် ။နောက်ကကြတော့ဒီမှာဆိုရင်နော်အဲ7 of cup နော်7 of cup ဖြစ်တဲ့အတွက်ကြောင့်မလို့7 of cup ကလည်းပဲနော်။အာဒီမှာကတော့ပေါ့နော်7 of cup ကလေအချစ်တရားပေါ့နော်။ဒီမှာကတော့နော်တောင်းခံနေတာမျိုးလေးတွေရှိရယ်เนาะအဲ့တော့အချစ်တွေတောင်းခံနေရဆိုတော့လေတကယ်ဟိုပါဘောเนาะခန္ဓာလေးဒီ relationship ကိုဟိုပါဖြစ်ရမယ်ဆိုရင်เนาะ โอเคเนาะไอ้တော့ Queen's Song Cup and อะไรရှိတယ်เนาะဒီ main clay ပေါ့เนาะ main clay ဘက်မှာဆိုလို့ရှင်เนี่ยเนาะတစ်ဖက်မှာလည်းသူ့တွေမကောက်ဘောเนาะတခြားသောကိုယ့်ရဲ့ချက်ချင်းကိုလိုချင်နေရဲ့သူတောင်းခံနေရဲ့သူလေးတွေရှိရဲ့တဲ့เนาะไอ้တော့အဲ့ဒီဟာကိုတိလို့ပေါ့เนาะအဲအဲ့ဒီဟာကိုတိလို့တစ်ဖက်ကယောက်ျားလေးကလည်းပဲเนาะဒီဟာအเจ้าပေါ့เนาะဟို တကယ်လို့ကွာတချို့ဆိုလို့ရှိရင်ဟိုကိုယ့်ကိုဖွင့်ပြောဖို့အတွက်ကိုတုံနေနေတာမျိုးဆိုလို့ရှိရင်လည်းငါပြောလိုက်လို့ရှိရင် तू ကငါ့ကိုညင်းလိုက်မှာနောက်ခါကျတော့သူ့မှာတခြားသူတွေရှိနေတော့ငါ့ကိုမယွေးချဲ့သွားမှာစသဖြင့်ပေါ့နော်ဒီလိုပုံစံမျိုးဟိုဆိုးယွန့်နေတာမျိုးပေါ့နော်ဒီလိုဆိုးထိတ်နေတဲ့အနေအထားမျိုး energy လေးတွေရှိတယ်ပေါ့နော်အဲ့တော့ဒီ energy ကိုခံစားမိတဲ့အတွက်ကြောင့်မို့လို့သူကကိုယ့်စီကိုရှေ့ဆက်မတက်လာတာမျိုးကြီးဖြစ်နေရမျိုးပေါ့နော် ဲ့တော့ဒီမှာတော့ဒီမှာဆိုလို့ရှိရင်အရန်ကိုပေါ့နော်လက်မလျအောင်လက်မလျအောင်ရောင်းချနေရတယ်ဆိုတဲ့ပုံစံမျိုးတွေ့ရအဲ့တော့အဲအဲ့တော့ပေါ့နော်တစ်ဖက်မှာလည်းဒီ energy မှာဘလို့ပြောနိုင်လဲဆိုတော့လေသူ့ဘက်မှာဒါဆိုရင်စကနာပြောရင်နော်သူ့ဘက်မှာသူ့ရဲ့ energy ကိုဖတ်နေရလဲဖြစ်တဲ့အခါကျတော့လေသူ့ဘက်မှာကိုမဟုတ်တဲ့တခြားတော့ပေါ့နော်သူ့သူ့နောက်ကက်ချင်နေသူတွေလည်းရှိနေမယ်နော်သူ့စီကနေပြီးတော့အစ်စ်ကိုကိုလိုပဲတောင်းခံနေတဲ့သူတွေလည်းရှိနိုင်တယ်တဲ့နော်အဲ့တော့ သူ့ရဲ့ energy တဖက်သူရဲ့ energy ကိုပြောနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်တဖက်သူမှာလည်းဒီလိုဖြစ်နိုင်တယ်အဲ့တော့ okay ဒါဟုတ်ဒါဟုတ် clarity ယူရဖို့ဆိုရင်ပေါ့နော်ကျွန်မတို့ oracle လေးဆွဲလိုက်မယ်နော် oracle လေးဆွဲလိုက်မယ်အဲ့တော့တေးသားတို့ခုကတော့နှစ်ယောက်သားကြောင့်မှာတခြားသောဟိုလူကျင်သူတွေများနေတယ်လူကျင်တဲ့သူတွေကနော်တောင်းခံနေရမျိုးရှိနေရမျိုးရှိတယ်နော် ဲ့တော့လာကြည့်နေတဲ့ collective သမားလေးရေเนาะအဲဒီတစ်ဖက်သူရဲ့လက်ရှိ energy ကဘာဖြစ်နိုင်လဲအဲ့တော့တချို့တော့ပေါ့နော်အတောင်းညာလေးတွေကတဲ့နော်အကယ်လို့သာ80တိုးခဲလိုက်မိမယ်ဆိုရင်တဲ့နော်နှစ်ယောက်လုံးနှစ်ယောက်စလုံးရဲ့ဈာမှာเนาะ ဟိုဆုံးရှုံးမှုလေးဖြစ်သွားနိုင်တဲ့အနေအထားလေးတွေရှိတယ်တဲ့ဆိုတာမျိုးတွေ့ရတယ်။နောက်ခါကျတော့နောက်ခါကျတော့ဒီမှာလေး I am too afraid to talk to you เนาะမင်းငါကပြောဖို့တော့ငါရမ်းကြောက်နေတာမင်းမှပြောရင်เนาะတုံဆိုင်နေတဲ့ energy ရှိရလို့ပြောရနော်။အဲ့တော့မင်းကိုအဲ့ဒါကိုဖွင့်ပြောလိုက်ဖို့အတွက်ပေါ့เนาะငါရမ်းကြောက်နေတယ်တဲ့เนาะ။ဆိုတော့ နှခိုင်ကြလို့ရှိရင်သူ့ရဲ့အခြေအနေမှန်ကိုမပြောပြရဲတာပေါ့နော်အဲ့လိုပုံစံမျိုးလေးရှိရဲ့အကယ်လို့သာပေါ့နော်မင်းကိုဖွင့်ပြောလိုက်လို့ရှိရင်ဖွင့်ပြောလိုက်ပြီးတော့မှအရာအလုံးကိုဆုံးရှုံးလိုက်ရမှာသူကကြောက်နေတာမျိုးလေးရှိရဲ့တဲ့နော်နောက်ခါကျတော့ you are so very special 21နော်အဲ့ဒါကဒါ queen socket ရဲ့ energy နဲ့သူ့ရင်ထဲမှာခံစားနေရတာကမင်းဟာငါ့အတွက်ပေါ့နော်အရန် special ဖြစ်တဲ့သူပဲတဲ့နော်အဲ့တော့အဲ့ကြောင့်ပြောတာလေသူ့ရဲ့စိတ်ထဲမှာကိုယ့်ကို လူ feeling ကလေဟိုရှင်းလို့ပြောလို့ရှိရင်လောက queen socket ပြည့် energy ကိုကအရန်နူးညံ့နေတိမ်မွေးတယ်เนาะအရန်ချက်ဖို့ကောင်းတယ်မိန်းကလေးတယောက်ရဲ့ပေါ့เนาะဒီပြည့်စုံတဲ့နဲ့အရာတွေပေါ့เนาะဒါတွေအကုန်လုံးရှိပြီးတော့မှသူ့ပုံမှာလည်းအရန်ကျင့်လာတယ်ပေါ့เนาะအရန်ချစ်တယ်ဆိုရဲဟာကိုသူခံစားမိတယ်ရှင်းလို့ပြောရင်ယောက်ျားလေးတွေကအမေကိုချစ်တာပေါ့เนาะအဲ့တော့မအေနဲ့တူတယ်မိန်းမကိုချစ်တာမျိုးပေါ့เนาะအဲ့လိုပုံစံမျိုး feeling မျိုးသူ့စီမှာရှိနေတာမျိုးအဲ့တော့သူ့ရဲ့စိတ်ထဲမှာကိုဒီအရန် special เนาะ so special ဖြစ်နေတာမျိုးလေးရှိတယ်တဲ့เนาะအဲ့တော့ လက်ရှိ energy ရဆိုရင်အဲ့လိုမျိုးပေါ့နော်ဒါပေမဲ့ကိုယ့်သူကပြန်လဲဖြည့်ရှင်းလာမှာလားเนาะပြဿနာတွေကိုပြန်လဲဖြည့်ရှင်းလာမှာလားအဲကိုနဲ့ပြန်ဆက်သွယ်လာမှာလားတချို့အဲ့ဒါကြီးသိကြနေဆိုရင်တော့သူကအဲ့အတွက်တော့နည်းနည်းတုံ့နှီးနေညာမျိုးရှိတယ်ဟုတ်တော့ဘလို့ပြလို့ဒီဒီ I am too afraid to talk to you ကိုပဲပေါ့နော်နှစ်ကတ်တောင်ကြာတာเนาะနံပါတ်7 I am ဒီမှာ7တော့ကက်ရဲ့အောက်မှာ7 or cap ရဲ့အောက်မှာ I am too afraid to talk to you နောက်နံပါတ်8 I am too afraid to talk to you ကဲစဉ်းစားကြည့်တော့ เนาะအဲ့တော့ကို့ဘာရီကြောက်နေလဲတော့မသိဘူးကဲဘာရီကြောက်အောင်များလှုပ်ထားနေလဲပေါ့เนาะเนาะအဲ့တော့ပြောဖို့ရာကြောက်နေတယ်ရှစ်ဆက်လာဖို့ရာကြောက်နေတယ်ဆိုပြီးတော့ပြောနေရโอเคเนาะတခုကတော့ဒီမှာပေါ်လာပြီเนาะ you had me တဲ့ but that's okay i guess တဲ့เนาะ number 9 okay အဲ့ဆိုတော့ဒီ energy မှာဆိုရင်เนาะတည်ကြတယ်သူကြောက်နေတာကเนาะအဓိကကအဟိုပါเนาะ ကိုယ့်ဘက်မှာเนาะကိုသူ့လိုပဲတခြားတော့တောင်းခံနေတဲ့သူတွေရှိရဲသဘောကျနေတဲ့သူတွေရှိတာကို तू ကသိရဲအဲ့ဒီအတွက်ကြောင့်မို့လို့ तू အသာပေါ့เนาะတခုခု action ယူလိုက်တာပြောလိုက်တာမျိုးဆိုရင်အငင်းခံရမှာကြောက်တာမျိုးလို့เนาะဒါမှမဟုတ်ရှင်လည်းပဲရှင်းဆက်လိုက်လို့ရှင်လည်းပဲပေါ့เนาะဟိုကိုသူ့ကိုတေးချာချာမရွေးချယ်မှာသူ့မို့တကယ်မချစ်မှာပေါ့เนาะအဲ့လိုပုံစံမျိုးကြောက်နေရလဲဖြစ်နိုင်တယ်เนาะ အင်းနဲ့ relationship ထဲမှာဆိုလို့ရှိရင်လည်းပဲ relationship ရှိနေဒီတိုင်အောင်ပေါ့နော်တစ်ဖက်မှာကိုယ့်ရဲ့တစ်ဖက်သူစိတ်မချခြင်းများစွာဖြစ်နေရမျိုးလေးရှိတယ်နော်အဲ့တော့အဲတချို့သော relationship မှာဆိုဘာလဲဆိုတော့မိန်းကလေးဘက်ကနေနည်းနည်းလေးနိုင်ယူတတ်တာမျိုးလေးရှိမယ်နဲ့တူတယ်နော်မိန်းကလေးတွေကကိုယ့်ရဲ့ပေါ့နော်ဒီပြောရရင်တော့အရန်ဟို သူ့ကိုအရင်ကယူမဆိုင်တဲ့ဟာမျိုးကြီးအရင်ပြခဲ့တယ်နဲ့တူရယ်နော်အာပြောရရင်တော့နေမရှိလဲဘာမှဖြစ်ဘူးငါ့မှာတခြားလူတွေက ready စောင့်နေရတော့ပါဘောနော်စသဖြင့်ပေါ့နော်အဲ့လိုပုံစံမျိုးလေးပြောခဲ့လာတော့မသိဘူးဒါကြောင့်မလို့ဒီမှာဆိုရင် you had me တဲ့နော်ငါ့ကိုမင်းပေးခဲ့တဲ့ဟိုပါဘောနော်မင်းငါ့ကိုပေါ့နော်ဒီစိတ်စိတ်ဒုက္ခရောက်အောင်ပေါ့နော်ဒီဒံယာပေါ့နော်ဒီလို ိတ်စိတ်ဒုက္ခပေးခဲ့တာကြီးရှိနိုင်တယ်ဒါပေမဲ့ရှိခဲ့တယ်ပေါ့နော်ဒါပေမဲ့လည်းအဲ့ဒါကြီးအတွက်သူအဆင်ပြေပါတယ်တဲ့ကဲအဲ့တော့အဲ့တော့နှစ်ယောက်သားသားထဲမှာဖြစ်နေတဲ့ပြဿနာလေးကပြောရရင်တော့အာ jealousy ကိစ္စလေးတွေလည်းပါတယ်ပေါ့နော်တဝင်ကြိုးတဲ့ကိစ္စတွေလည်းပါတယ်ဒီမှာဒီ ဒီ event ကဲတဲ့မင်းမင်းကရောတဲ့ဂယူဆိုင်မှာလာတဲ့เนาะအဲ့တော့မင်းကငါ့ကိုဂယူဆိုင်ဦးမှာလာပေါ့เนาะအဲ့တော့တခြားသူတွေနဲ့ပတ်သက်ပြီးတော့သူ့ကိုမယွေးချင်မှာသူ့ကိုဂယူမဆိုင်မှာเนาะအဲ့လိုခဲ့ရတယ်အရင်စိုးရိမ်နေရเนาะအဲ့တော့ဟိုကို့ကိုအကယ်လို့တချို့တွေကဆက်သွယ်ဖြတ်ပြီးတော့လာစကားမပြောဘူးဆိုလို့ရှင်လည်းပဲเนาะဟိုကြောက်နေတာမျိုးเนาะကြောက်နေတာမျိုးရှိရယ်စကားလာပြောဖို့ကြောက်နေရမျိုး เนาะဘာဖြစ်လဲဆိုတော့အရင်ကအဲ့လိုမျိုးပေါ့เนาะ तू तू အရင်က तू ခံစားခဲ့ရတဲ့ပုံစံတိုင်းပြန်ခံစားမှာကြီးကြောက်နေရမျိုးနောက်ခါကျတော့ तू ကိုဘယူးမဆိုင်မှာကြောက်နေရမျိုးကြီးရှိတယ်เนาะအဲ့တော့ तू ပြောချင်တာလေးရတော့ကဲဂျာပါပဲပေါ့เนาะအဲ့တော့ဒီ love message လေး ਨੇ တစ်ချက်ကြည့်ကြအောင်ဒီ relationship ကဘလူလေးလည်းမသိဘူးဒီ reading ကလည်းเนาะနှစ်ကက်တောင်က I am too afraid to talk to you လေနှစ်ကက်စလုံးကြတယ်တော့အန်ဟောပါဟုတ်ပါเนาะ ကဲအဲ့တော့အဲတစ်ဖက်သူရဲ့ current energy ပေါ့နော်သူဘာလေးဖြစ်နေလဲကိုယ်ဘာလေးပြောနေလဲဆိုတာသိခွင့်ရမယ်ပေါ့နော်လာကြည့်နေရယ် wallet သမားလေးတွေ့ကို energy လေးတွေ့ပါလားနော် open your eyes เนาะအဲ့တော့မျက်စိကိုဖွင့်ထားပါတယ်เนาะအဲ့တော့တစုံတစ်ယောက်ကတော့သူ့ရဲ့အမှုအကျင့်တွေကိုเนาะပြမယ်တယ်เนาะအဲ့တော့ကဲအဲ့တော့ မျက်စိဖွင့်တာပါပေါ့နော်မျက်စိဖွင့်နားဆွင့်တာပါတဲ့တစုံတယောက်ကသူ့ရဲ့တကယ်အခြေအနေမှန်တွေကိုပြသနေတာမျိုးတွေရှိမယ်ကိုကမျက်စိပိတ်နားပိတ်ထားရင်တကယ်မမြင်ရတာမျိုးတွေဖြစ်နေတာမျိုးပေါ့နော်အဲ့တော့အဲတချို့တွေသူတို့ဖုံးကွယ်ထားတဲ့အရာကိုကိုကပြနေပြီနော်ပြနေပြီကိုကမြင်အောင်ကြည့်တဲ့ဖို့ပဲလိုအပ်တယ် be honest တဲ့နော်အဲ့တော့ဒီ relationship မှာတဲ့နော်ဘာလဲဆိုတော့ယူသားမှုရှိဖို့လိုအပ်တယ်တဲ့နော်ယူသားရမယ်ပေါ့နော် အဲ့တော့တောင်းတဲ့တော့ head to head conversation are necessary เนาะတောင်းတဲ့တော့စိတ်ထဲမှာအမှန်တကယ်ဘာတွေဘာတွေခံစားနေရလဲဆိုတာကိုဖော်ပြဖို့အတွက်ပေါ့เนาะအချိန်တန်လာပြီအဲ့တော့ तू ကနေပြီးတော့ပေါ့เนาะသူ့ရဲ့သူ့ရဲ့ဟိုခံစားချက်တွေပေါ့เนาะခံစားချက်တွေကိုကိုယ်ယူသားဆုံးဖွင့်ဟလာတာမျိုး ရှိနိုင်တယ်เนาะရှိရှိဖို့များတယ်เนาะအဲ့တော့အဲ့လိုဖွင့်ဟလာတာကိုလေကိုကမျက်စိဖွင့်ပြီးကြည့်နေဖို့လိုအပ်တယ်တဲ့เนาะအဲ့တော့သူကကွာဒဲမပြောလိုက်ရင်တော့မှာပဲကိုယ်က white ကပြောလာတာမျိုး maybe ဖြစ်နိုင်တယ်အဲ့တော့အဲ့ဟာကိုကိုကသိအောင်လို့မျက်စိဖွင့်ထားဖို့လိုအပ်တယ်တဲ့เนาะအဲ့တော့ bottom of the desk ကတော့ soulmate ဖြစ်ပါတယ်တဲ့เนาะ yes this person က soulmate ဖြစ်ပါတယ်တဲ့เนาะအဲ့တော့ ီ connection က soul mate connection လေးတွေဖြစ်ဖို့များတယ်တယောက်ကိုတယောက်ဝေးကွာနေတဲ့အချိန်မှာလည်းအရင်တည်းရနေရမျိုးတယောက်အကြောင်းတယောက်ဒီတကယ်ကိုပေါ့နော်ဟိုတွေးနေရမျိုးလေးတွေရှိရဲအာဒီမှာကဘာလဲဆိုတော့တယောက်ကိုတယောက်ဘာပြဿနာလေးဖြစ်နေရလဲဆိုတော့ပုံပွင့်လင်းလင်းမပြောဘဲနဲ့ပေါ့နော်ယူတတနဲ့ပုံပွင့်လင်းလင်းနဲ့ဒီလိုစကားတေချာမပြောတဲ့အတွက်ကြောင့်မလို့တယောက်ရဲ့အကြောင်းကိုတယောက်ကိုတေချာမသိဘဲနဲ့ပေါ့နော်တယောက်ချစ်နေတာကိုတယောက်ပုံပွင့်လင်းလင်းမပြောတာလေးပေါ့နော်အဲတယောက်ခံစားနေတာကိုတယောက်ပုံပွင့်လင်းလင်းမပြောနေတာလေးဖြစ်နိုင်တယ်အကယ်လို့ तू ကလာပြောပြီဆိုလို့ရှင်လည်းတစ်ဖက် तू က ောင်မူနေတာမျိုးလို့เนาะတီချာချာမစင်းစားတာမျိုးလို့မူလိုက်တာမျိုးလို့ဆိုရင်ဟိုလမ်းကကွေ့သွားတာမျိုးပေါ့เนาะအဲ့လိုဖြစ်သွားတတ်တယ်အဲ့တော့ဒီမှာ open swear eye ကိုယ့်ရဲ့မျက်လုံးကိုဖွင့်ထားပါနှလုံးသားတကားကိုဖွင့်ထားပါသူပြောလာတဲ့များ message လေးတွေသူပို့လာတယ်ပေါ့เนาะသူ့ဘက်က signal လေးတွေကဘာဖြစ်မလဲဆိုတာကိုကိုကအဲတစ်ချက်လောက်စောင့်ကြည့်ပါတယ်เนาะအဲ့တော့ okay ဒါသူ့ရဲ့လက်ရှိ energy ကတော့ဒါသူ့ရဲ့ current energy အနေနဲ့ဖတ်ပြလိုက်တာပဲဖြစ်ပါတယ်เนาะအဲ့တော့ သူကနေပြီးတော့ဗောနော်ကိုယ် action ယူလာမလားဆိုတဲ့ဟာမျိုးဗောနော် action ယူလာမလားဆိုရင်တော့ယူလာဖို့ဗောနော်ဒီလောလောဆယ်တော့တုံဆိုင်နေတဲ့အနေအထားမျိုးမှာရှိရယ်နော်အဲဒီ5 socket ရဲ့ energy ရဆိုရင်လည်းပဲနော်ဒီမှာဆိုရင်စကားပြောဖို့ကြောက်နေတာမျိုးနော်ဟိုမျိုးတွေရှိနေတယ်အဲ့တော့သူ့ရဲ့ action ကတ်ကလေးတကက်လောက်တစ်ချက်လောက်ဆွဲကြည့်မနော် action ယူလာအောင်မလားသူပါပြောရဲ့ဟုတ်ပါ ဟွန်းအဲ့ addictive view နော်အဲ့တော့သူကကိုယ်ကိုဆွဲလန်းနေတာမျိုးနော်ဆွဲလန်းနေတာမျိုးကြီးရှိတယ်နော်သူဘာဘာဖြစ်ချင်လဲဆိုတာကိုတဲ့နော်ပြောပြပြီးသွားပြီတဲ့နော်အဲ့ဒါကိုသိအောင်လုပ်ပါတယ်ဟုတ်ဒီဝင်မြင်ပါအောင်လိုအပ်နေရလေတဲ့နော် I would do anything for you လေဆိုတော့အဲ့တော့သူကအရှင်ယူလာမလားဆိုရင်တော့ဗောနော်ဒီသူ့စီမှာဟိုဟာပြစ်သွားတဲ့တနေ့ကြရင်တော့เนาะ ကိုယ့်အတွက်ဘာပဲဖြစ်ဖြစ်လုပ်မယ်ဆိုရဲပေါ့နော်ဒီသူ့ရဲ့ဆုံးဖြတ်ချက်တွေသူ့ရဲ့ဆုံးဖြတ်ချက်မှာဘာပဲဖြစ်ဖြစ်လုပ်မယ်ဆိုတာကိုဆုံးဖြတ်နိုင်ပြီးသွားပြီဆိုရင်တော့ကိုယ့်စီကိုပြန်ပြီးတော့မှအဆက်အသွယ်လုပ်လာတာမျိုးပြန်ရောက်လာတာမျိုးနောက်မှကိုယ့်ကိုဖွင့်ပြောလာတာမျိုးပေါ့နော်ဒါမျိုးဖြစ်ပါလိမ့်မယ်တဲ့လောလောဆယ် current energy မှာတော့နည်းနည်းလေးတုံဆိုင်နေုံနဲ့အနေထားလေးမှာရှိတယ်ကိုယ့်အယမ်းနေသဘောကျနေတယ်အယမ်းနေပိုင်ဆိုင်ခြင်းနေတယ်တို့ပင်မဲ့တစ်ဖက်မှာလည်းပြောလိုက်လို့ရှိရင်အဆင်ပြေပါမလားတခြားသူတွေရှိနေတဲ့အတွက်သူ့ကိုမရွေးချယ်မအောင်လဲစိုးနေတာမျိုးပေါ့နော်အဲအဲ့လိုပေါ့နော်သူ့မှာဆိုရင်ကိုယ့်စကားပြောလာဖို့တောင်ကြောက်နေတာမျိုးလေးရှိ ှိနေတယ်။အဲတော့နောက်ဆုံးသူ့ကိုသူရဲစည်းတင်ပြီးတော့ဗောနော်ကိုမရှိရင်မဖြစ်ဘူးဆိုတာသူ့ကိုသူတည်သွားတယ်တနေ့ကြရင်တော့သူကိုစီကိုနော်အကုန်လုံးနော်ပုံမှန်လင်းလင်းနော် honestly ဗောနော်ယူသားစွာပြောပြီးတော့မှပြန်လာတာမျိုးရှိပါလိမ့်မယ်တဲ့။သူကကိုယ့်ရဲ့အဆိုးမယ်ဖြစ်ပါတယ်တဲ့နော်။ကဲဟုတ်ပါပြီ။ကဲဒါကြီးကတော့နော်အကုန်လုံးအတွက် တဖက်သူရဲ့ current energy လေးကိုဖတ်ပေးလိုက်တာပဲဖြစ်ပါတယ်เนาะဒါလေးက general reading ဖြစ်တဲ့အတွက်ကြောင့်မလို့မိမိတို့ ਨੇ ကြိုက်တာလေးကိုယူပါမိမိတို့ရဲ့ personal reading မိကျင်နေဆိုရင်เนาะ tarot healing နဲ့ reading by kidra ရဲ့ facebook ချက်ပေါင်းနှစ်ခုစလုံးမှာလာရောက်မြင်မြန်နိုင်ပါတယ်เนาะနောက်ထပ်နောက်ထပ် reading ethic ကလေးတွေတင်တဲ့အခါမှာလည်းပဲသိအောင်လို့เนาะကျမရဲ့ဒီ TikTok YouTube Facebook page တွေကို like and follow နဲ့ subscribe လေးလုပ်ထားနိုင်ပါတယ်เนาะအားလုံးပဲအချစ်ရေးတွေအဆင်ပြေကြပါစေမိမိရဲ့ချစ်သူချစ်တဲ့သူနဲ့လေးပေါ့เนาะအမြဲဆုံးအဆင်ပြေချုံးဝေပြီးတော့မှဘဝလျှောက်လုံးလက်တွဲသွားနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နောက်ထပ်နောက်ထပ် reading link မှာပြန်တွေ့ပါမယ်တတ်တာ